ရှမ်းပြည်နယ်ရှိပိုင်းဝါပြည်ကစီညီညီတက်မတော် UWSA ထိန်းချုပ်ရာမိုက်ဆက်မြို့နီးမှာမြေရှားတတ်ထုတူးဖော်နေတယ်လို့ဂျိုလူတပ်ပေါ်နေရယူဆအကြောင်းရှမ်းလူခွေမန်နိုင် SHRF ကထုတ်ပြန်အသိပေးထားပါရယ်ဂျိုလူတပ်ပေါ်နေရထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်နဲ့25ကီလိုမီတာကွာ UWSA ထိန်းချုပ်ရာမိုက်ဆက်မြို့နီးမြေရှားတတ်ထုတူးဖော်နေတယ်လို့ယူဆရတယ်လို့မေလ19ရက်နေ့မှာထုတ်ပြန်ထားတာပါချင်းမိုင်ခိုင်မေအိုင်းဒေတာနဲ့မြေနှချင်းဆိုင်ထိုင်းနယ်စပ်မြောက်ပိုင်းမှာ 25ကီလိုမီတာဝေးကွာတဲ့မိုင်းဆက်မြို့တောင်ဘက်မိုင်းညွန့်ဒေတာမှရှိတဲ့မီရှာတပ်ထုတွေနှစ်ခုရဲ့ပုံရိပ်တွေကိုလည်းထင်ရှားစွာမြင်ရတယ်လို့ဆိုထားပါရယ်အဲ့ဒီနေရာတွေကစွန့်ပစ်ပစ္စည်းတွေမှာမက်ခွန်မြင့်ခေါ်ကော့မြစ်တွင်ကိုစီးဝင်နေတာကြောင့်နေဆက်နှစ်ဖက်လုံးရှိမြောက်ပိုင်းနေဒေသခံပြည်သူတပ်တန်းတော်ရဲ့ကျမကြီးကိုစူရစာထိခိုက်လာမှာကိုစိုးရိမ်နေရတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဂျိုရုတပ်ဖို့မှတ်တမ်းပုံဟောင်းတွေရနေကုန်မြစ်ရှိဘက်၄ကီလိုမီတာဝေးကွာတဲ့မြေရှားသထုတွင်မှာ 2023ခုနှစ်နှစ်လယ်ပိုင်းကစတင်ခဲ့ခြင်းဖြစ်ပြီးတော့နိုင်ကုံမြင့်နဲ့2ကီလိုမီတာဝေးကွာတဲ့အတွင်းကတော့2024ခုနှစ်လယ်ပိုင်းမှာစတင်ခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုထားပါဗျ။မယုတ်ဒေသမှာရှိတဲ့မြေရှားတပ်ထုတွေကလန်ကုံမြင့်အတွင်းကိုအစိတ်တွေစွန့်ထုတ်နေပြီဖြစ်ရာရွှေရင်းတွေကြောင့်ရှင်းနေပြည်သားညဉ့်ဉန်းမှုတွေထက်ပုံမဆွေးရနိုင်တယ်လို့ရှမ်းပြည်တောင်ပိုင်းနဲ့တနင်္ဂနွေမြောက်ပိုင်းမှာရှိတဲ့နန်ကုံမြို့တစ်ချောင်းနေထိုင်တဲ့ဒေသခံတွေရဲ့ကြမ်းမာရေးကိုချိန်ချောက်နေတာကြောင့်နိုင်ငံတော်ဝန်ရှိသူတွေအနေနဲ့အစောတည်းစုံစမ်းဖို့လိုအပ်တယ်လို့လည်းရှမ်းနုခွေမန်နေကတိုက်တွန်းထားပါရခင်ဗျာ။ စစ်ကောင်စီတို့ရဲ့တည်င်းမှန်ကိုဖုံးကွယ်လိမ်ညာဝါဒဖြန့်နေတဲ့လော်ဘီတွေကိုအေးအေးဆောင်ရွက်သွားမယ်လို့မျိုးသားညီညီအစိုးရအန်အေဂျီကတော့ပြောဆိုလိုက်ပါတယ်။စစ်အုပ်စုကျူးလွန်ခဲ့တဲ့ကျူးလွန်ရေးရှိတဲ့ရာဇဝတ်မှုတွေမှာအဓိကတောင်းရှိသူစစ်ကောင်ဆောင်တွေမိဘစစ်ကိုင်းသူအရာရှိတွေလက်တွေလုကဆောင်ရွက်သူလင်းမှုတွေအကြမ်းဖက်တပ်ဖွဲ့ဝင်တွေပံမိုးကူညီသူအာပေအမျိုးပြုသူတွေနဲ့တည်င်းမှန်ကိုဖုံးကွယ်လိမ်ညာနေကြတဲ့စစ်တပ်လော်ဘီတွေအလုံးကိုဥပဒေနဲ့ညီအစ်ပြေးရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးတွေနိုင်ငံလိုက်တရားရုံးတွေမှာသာမကြ ပြည်တွင်းတရားဥပဒေတွေနဲ့ပါတရားမျှတမှုပေါ်ဆောင်နိုင်ရေးအစွမ်းကိုစူးစမ်းဆောင်ရွက်တော့မယ်လို့ NGO ကပြောဆိုထားပါတယ်။2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေ2025ခုနှစ်မေလ12ရက်နေ့အထိအတွင်းမှာစေအုပ်စုကရန်ကုန်နဲ့နေပြည်တော်ကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ2669ခုပြုလုပ်ခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်တွေတွင်ပြည်သူ343ဦးသေဆုံးခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာအသက်16နှစ်အရွယ်ကလေး441ဦးပါဝင်ခဲ့ပြီးတော့ အဲ့ဒီလေကြောင်းတက်ခဲမှုတွေကြောင့်စာတင်ကြောင်း140ဆေးရုံစီကန်66ခုနဲ့ဘာသာရေးအဆောက်အုံ435လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။ဒီလိုကျူးလွန်မှုတွေကိုစစ်တပ်ပံရုပ်တံလေးဖြစ်တဲ့မြမအတန်နဲ့မြဝရီတို့ကနေတဆင့်ပြောင်းကြကြငင်းဆန်တဲ့သတင်းမှားတွေထုတ်လွှင့်ပြီးဖြစ်စေစစ်တပ်လုပ်ပီကိုငွေများစွာအသုံးပြုပြီးတော့ သတင်းတူတွေပုံဖြတ်ထားတဲ့အချက်လက်တွေဖြန့်ချီဖုံးကွယ်ဖို့ကြိုးစားနေတယ်လို့ UNGA ထုတ်ပြန်ထားပါတယ်။စစ်တဲလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ရင်းနဲ့အစိုးရတိုက်ခိုက်မှုတွေအတွက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုမြင်းနိုင်သမျှနည်းနိုင်ရေးအတွက်နီလန်မော့ဆောင်အုံပြုကစွမ်းကုန်ဆောင်ရွက်သွားမယ်လို့လည်းမေလ3ရက်နေ့မှာ UNGA ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။မန္တလေးမှာစစ်ကောင်စီယူနီဖောင်းဝတ်ပြီးတော့ဓမြတိုက်လူရဲမှုကျွလွန်ခဲ့တဲ့ဂိုင်းကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီကွာရပြန်သတင်းတွေမှာဖော်ပြပါတယ် မန္တလေးမြို့ပေါ်အမရပူရကြောက်စင်နဲ့မြင့်ငယ်မြို့တွေမှာ စစ်ကောင်စီဂျင်းတပေါင်းဝစ်ပြီးတော့တများတိုက်မှုလူရဲမှုတွေမကြာခဏဖြစ်ပွားလာတဲ့အတွက်ဖမ်းမိရေးလွှတ်ဆောင်ခဲ့ရမှာ2025ခုနှစ်မေလ9ရက်ကအဖွဲ့ခေါင်းဆောင်နေတလင်းကိုချမ်းမြသာစီမြို့နယ်ညနန္နာရဲ့ရက်ွက်မှာဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်နေတလင်းရဲ့ထွက်ဆိုချက်အရဂွင်းဆက်ကျူးလွန်သူတွေကိုဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရမှာတများတိုက်လူရဲမှုတွေနဲ့ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တဲ့နေတလင်းရဲ့ဇနီးမေမီမီကိုပါဝင်စုစုပေါင်းဂိုင်းဖွဲ့မျိုးသား15ယောက်နဲ့မျိုးသမီး2ယောက်စုစုပေါင်း18ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုရတဲ့ အဲ့ဒီအဖွဲ့ဟာ2023ခုနှစ်မှာလူရဲမှု3ကြိမ်2024ခုနှစ်မှာရွှေစံတပြားတိုက်မှု3ကြိမ်နဲ့2025ခုနှစ်မတ်လ18ရက်နေ့ကနေရင်တွင်းဝင်ရောက်ပြီးတော့7139သိန်းကျော်လူရဲမှု2025ခုနှစ်ဧပြီလ9ရက်နေ့ကအထယ်ဆိုင်တပြားတိုက်မှု2025ခုနှစ်ဧပြီလ28ရက်နေ့ကရွှေစံမင်းရွှေစံကိုတပြားတိုက်မှုကျွလွန်ရမှာအတိအတိပူးပေါင်းပါဝင်ကျွလွန်ခဲ့ကြကြောင်းစုံစမ်းစစ်ဆေးဖော်ထုတ်သိရှိရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ခင်ဗျာယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ဒီကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိ မြန်မာစံမြေကြီးက9နှစ်အတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။